င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြည်သူတွေအကြောင်းမှာရေပန်းစားတဲ့ရုံးမပန်း ARI ဘန် UAB ဘန်အပါအဝင်ဘန်ခုနှစ်ခုကိုအရေးယူမယ်လို့စစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်မြကြီးနားမြို့မှာ ARI မြင့်ရင်စိုးရိမ်ရေအမှတ်အထက်6ပေခွဲကျော်အထိရောက်ရှိနေပြီးမြင့်ရင်မှာ10ပေကျော်အထိစံချင်းတင်ရေကြီးနိုင်တယ်လို့သတိပေးထားတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့မြန်မာပြည်သူတွေကြားရေပန်းစားအသုံးများနေတဲ့ရုပ်မပန်အရာတွေပန် UAB ပန်မြန်မာနိုင်ငံသားများပန်အသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးပန်မြန်မာမက်ထရိုပန်စောင့်လို့ရေးအရာပန်ပါဝင်ပန်ခုနှစ်ခုနဲ့တာဝန်ရှိသူတွေကိုအရေးယူမယ်လို့စစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်။အဲဒီပုတ်ကလေးကပန်ခုနှစ်ခုဟာအရာချင်းငွေတွေကိုများစွာထုတ်ချင်းနေတဲ့အပြင် ဘိုးဘန်တက်မှတ်ရာဂိုင်နှုံးထက်ကြော်လွန်ထုတ်ကြေးထားတယ်လို့စစ်ကောင်စီကဆိုပါတယ်။ရုံးမဘန်ကဘိုးဘန်တက်မှတ်ရာဂိုင်နှုံးထက်၁၁ရာဂိုင်နှုံးကြော်လွန်ကအင်အားချင်းွေတွေကိုထုတ်ကြေးထားတယ်လို့မြန်မာနိုင်ငံသားများဘန်ကလည်းဘိုးဘန်တက်မှတ်ရာဂိုင်နှုံးထက်8.64ရာဂိုင်နှုန်းကျော်လွန်ထုတ်ချေးထားရလို့လဲဆိုထားပါဗျ။အလားတူ ARD ဘဏ်ကလည်းဘိုးဘဏ်သတ်မှတ်ရာဂိုင်နှုန်းထက်1.66ရာဂိုင်နှုန်းအသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်က ဘိုးဘန်တက်မှတ်ရာဂိုင်းနှုန်းထက်1.31ရာဂိုင်းနှုန်းကျော်လွန်ထုတ်ချေထားသလို UAB ဘန်ကလည်းဘိုးဘန်တက်မှတ်ရာဂိုင်းနှုန်းထက်3.38ရာဂိုင်းနှုန်းကျော်လွန်ထုတ်ချေပြီးမြန်မာဘက်ထရိုဘန်ကလည်း3.39ရာဂိုင်းနှုန်းနဲ့ဆောက်လုပ်ရေးအိမ်ယာနဲ့အခြေခံအဆောက်အုံဖွံ့ဖြိုးရေးဘဏ်ကလည်းဘိုးဘဏ်သတ်မှတ်ရာဂိုင်းနှုန်းထက်16.34ရာဂိုင်းနှုန်းပုံမထုတ်ချေးထားတယ်လို့စစ်ကောင်စီကဆိုပါတယ်ဒီတစ်ခါမှာတော့ ခေတ်သစ်သတင်းဌာနရဲ့ပိုင်ရှင်အပါဝင်ပြည်ပအခြေစိုက်မီဒီယာတွေရဲ့ပိုင်ရှင်တွေကိုအမိပြတ်ဆင်းရဲသွင်းဖို့အရေးယူနိုင်ဖို့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့ဝန်ကြီးဌာနပေါင်းဆောင်ကဆောင်ရွက်နေတယ်လို့စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ချင်းချောက်နေပါတယ်၂၀၂၁ခုနှစ်မတ်လကမင်းစီမ DVB ခေတ်သစ်မီဒီယာမြန်မာနောင်သတင်းဌာနတွေက နိုင်ငံတော်လုံခြုံရေးတရားဝင်စုံမရေးအများပြည်သူအေးချမ်းတရားရေးတို့ကိုထိခိုက်စေလိုလို့ဆိုပြီးမီဒီယာလုံငန်းအသိမှတ်ပြုလက်မှတ်တွေကိုရုပ်သိမ်းခဲ့ပါတယ်။ AR သတင်းဌာနကိုလည်း 2022ခုနှစ်အောက်တိုဘာလမှာပိတ်သိမ်းအရေးယူခဲ့တယ်လို့စစ်ကောင်စီကပြောပါရယ်။အဲ့ဒီသတင်းဌာနတွေဟာလုပ်ငန်းပိတ်သိမ်းထားပြီးမှလည်းသတင်းတွေကိုဆက်လက်ဖော်ပြနေတဲ့အတွက်2022ခုနှစ်မေလမှာပြည်ထဲဝန်ကြီးဌာနပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကိုဆက်လက်ပေးပို့ဆောင်ရွက်ခဲ့တယ်လို့လည်းစစ်ကောင်စီကထုတ်ထားပါရယ်။ပိုင်ရှင်တွေဖြစ်ကြတဲ့ခေတ်သစ်မီဒီယာရဲ့ပိုင်ရှင်ဦးလန်းသစ်ဇေဝေခေါ်ဦးတာလွန်ဆောင်တဲ့ မေဆီမာပိုင်ရှင်ဦးစုံမြင့်နဲ့မြန်မာနောက်ပိုင်ရှင်ဦးစွေဝင်းတို့ကို2021ခုနှစ်ဧပြီလကတည်းကအမည်ပြည့်စင် Blacklist အဖြစ်သတ်မှတ်ဆောင်ရနိုင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကိုဆက်လက်ပေးပို့ဆောင်ရွက်ခဲ့တယ်လို့လည်းဆိုထားပါဗျ။လက်ရှိမှာလည်းအကြမ်းဖက်စစ်ကောင်စီကပြည်ပအခြေဆိုင်မီဒီယာတွေဖြစ်ကြတဲ့မြစ်စီမတဲ့အရာတွေခက်တဲ့နဲ့မြန်မာနောင်းတို့ကိုအရေးယူဆောင်ရွက်နိုင်ဖို့အတွက်စစ်ကောင်စီရဲ့ဝန်ကြီးဌာနတွေဖြစ်ကြတဲ့ပြည်ထဲရေးပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကပူးပေါင်းဆောင်ရွက်နေတယ်လို့အကြမ်းဖက်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ချင်းချောက်နေပါတယ်ရှင်။ ချင်းပြည်နယ်ကသတင်းတပောက်ကိုတင်ဆက်ပေးကြပါရစေ။ချင်းပြည်နယ်မတူပီမြို့သိန်းတိုက်ပွဲတွင်မှအကြမ်းဖက်စစ်တပ်စီကနေတင်းဆဲရမိတဲ့လက်လက်ခဲယံတွေကိုချင်းညီနောင်စစ်စင်အဖွဲ့ကဇူလန်လတရက်နေ့မှာထုတ်ပြန်ပြသလိုက်ပါရစေ။ မတူပြီမြို့သိန်းတိုက်ပွဲမှာအကြက်ဘက်စစ်ကောင်စီရဲ့မတူပြီအခြေဆိုင်ပြူဟာနဲ့ခမရ304ခလရ140တို့ကနဲ့ဟဝေစာမြောက်လေရင်ပြည့်ဆက်တနက်လက်နက်နှစ်လက်အခြားလက်နက်ကြီးလက်နက်ငယ်တွေတို့ခရမ်းမိကြအမြောက်များကိုချင်းညီအောင်စစ်စစ်ရေး Operation CB ဖွဲ့ကတင်ဆက်ရရှိခဲ့တာလည်းဖြစ်ပါတယ်ဒါအပြင်ကြံရှိနေတဲ့လက်လက်ခရမ်းတွေကိုလည်းထပ်မံထုတ်ပြန်ကြေညာသွားမယ်လို့ချင်းညီနောင်စစ်စင်ရေး Operation CB ဖွဲ့ကအသိပေးထားပါတယ်ရှင်။ မိုးကွာသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းမိုးကုတ်မြို့တိုက်ပွဲတွေအတွင်းမှာတအောင်းတပ်မတော် TNL ကစစ်တုံးပန်း15ဦးကိုဖမ်းဆီးရမိပြီး လက်နက်43လက်ကိုတင်ဆက်ရရှိခဲ့တယ်လို့ TNL ကတရားဝင်ပြောကြားလိုက်ပါတယ်။မိုးကုတ်မြို့နယ်မှာတပတ်တာအတွင်းတောင်းတမတော် TNL PDF မိုးကုတ်ပြူဟာ PDF 153တို့ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေတွင်အကြမ်းဖက်စစ်တပ်စီကနေလက်နက်43လက်ကိုတင်ဆက်ရရှိခဲ့ပြီးရဲအုပ်ပါဝင်စစ်တုံးပန်း15ကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ ဇူရန်လတရက်နေ့မနက်၄နိုင်လောက်မှာလဲနောင်ချိုမြို့ကအကြက်ဘက်စစ်ကောင်စီတပ်ရဲ့စကခါတဲခမရ134 135နဲ့ခမရ66တက်စကန်တွေကိုတောင်းတမလို့ DNL နဲ့ DPL နဲ့ MDY PDF တို့ပူးပေါင်းတက်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။လားတို့မုံမိတ်မြို့နယ်ညောင်ဒီကျေးရွာအနီးကလည်းတောင်းတမလို့ DNL နဲ့အကြက်ဘက်စစ်တပ်တို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့မကွေးအချင်းထောင်မှာထောင်အာဏာပိုင်တွေကနိုင်ငံရေးအချင်းသားတွေကိုထောင်ပြောင်းရွှေ့ပြီးလုံခြမ်းတွေကိုခိုင်းစေဖို့လှုပ်ဆောင်နေမှာကိုမိသားစုဝင်တွေကစိုးရိမ်နေတယ်လို့အချင်းထောင်နဲ့နှိစက်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပြပါတယ်။လက်ရှိအချိန်မှာအချင်းထောင်အတွင်းထောင်အာဏာပိုင်တွေကနိုင်ငံရေးအချင်းသားတွေကိုရရန်ဆန်ဆန်ဆဲဆိုကရှေ့တန်းအလုံခြမ်းတွေကိုလုပ်ရမယ်လို့ဆိုပြီးချင်းချောက်ပြောဆိုနေတယ်လို့လည်းသိရပါတယ်။ ဒါအပြင်နိုင်ငံရေးအကျဉ်းသားတွေကိုထောင်အပြောင်းရွှေ့တွေလှုပ်ဆောင်မှုတွေစိုင်းပြင်းနေမှုတွေလည်းရှိနေတဲ့အတွက်နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုဝင်တွေဟာစိုးရိမ်ပူပန်နေတယ်လို့လည်းသိရပါတယ်ရှင်။မန္တလေးတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းမတရားမှုနယ်မှာအကြက်ဘက်စစ်တပ်ရဲ့ရေနံတာဆစ်ဆေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာကြက်ဘက်စစ်တပ်က29ဦးတေသွားပြီးထိခိုက်ဒဏ်ရာရှိသူများပြရလို့မတရားမှုနယ်ပါကာဖမဟာတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြောပြပါရတယ်။ ဇွန်လ25ရက်နေ့မှာမတရားမှုနယ်တွင်အကြမ်းဖက်စစ်တပ်ရဲ့ရင်းနှီးသားစစ်ဆေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတပ်ဖွဲ့တွေမှာအကြမ်းဖက်စစ်တပ်ကစစ်သား26ဦးနဲ့ပြူစောတီ3ဦးဟာတေသွားခဲ့တာဖြစ်တယ်လို့လည်းမတရားမြို့နယ်ပကပမဟာတပ်ဖွဲ့ကတောင်ဝင်ရှိသူတို့ကပြပြပါဗါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲတွေမှာ တော်လန်တပ်ဖွဲ့ဘက်ကအထီးခိုက်အကြဆုံးရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပေမဲ့လည်းအကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားရာအနီးအနားကကြေးရွာတွေကို လေချောင်းလက်လက်ကြီးနဲ့ပြစ်ခတ်ဘုံကျဲဖြက်စီးခဲ့တဲ့အတွက်နေအိမ်တွေဟာပြစ်စီးသွားခဲ့ရပြီးလက်ရှိအချိန်ထိလက်လက်ကြီးနဲ့ရန်တန်ပြစ်ခတ်မှုတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါပါတယ်ရှင်။ မကွေးတိုင်တဲ့တဘောကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်ပေါ့မြို့နယ်ကတန်ဃာတော်တွေကအကြမ်းဖက်စစ်ကောင်စီကိုပတ်တနိကိုဇနာကန်ဆောင်တပိတ်မှောက်မှုကိုဇူလိုင်လ၁ရက်နေ့မှာဆက်တင်လိုက်ပြီးပြည်သူတွေနဲ့ခြိတက်ဆန္ဒပြခဲ့လို့လည်းသိရှိရပါတယ်လက်ရှိချိန်မှာအကြမ်းဖက်စစ်ကောင်စီကိုပတ်တနိကိုဇနာကန်ဆောင်ထားတဲ့တန်ဃာတပိတ်ကို ပူပေါင်းပါဝင်လာတဲ့မြို့နယ်14ခုထိရှိလာပြီလည်းဖြစ်တယ်လို့သိရပါတယ်။ပတ္တနိဂုံစနကန်ဆောင်တပိတ်ကိုဇွန်လ23ရက်မှာ6မြို့နယ်ကတန်ဃာတွေကစတင်ပြုလုပ်တာဖြစ်ပြီးပခုတ်ကူမြို့နယ်၊ဒီပဲမြို့နယ်တစဲမြို့နယ်၊စလင်းကြီးမြို့နယ်၊စကိုင်းမြို့နယ်၊မုံရွာမြို့နယ်၊မြိုင်မြို့နယ်၊ဝက်လက်မြို့နယ် မြင်းမူအရာတော်မျိုးဗုဒ္ဓလင်မြို့နယ်မြင်းမူမြို့နယ်ဒဝယ်မြို့နယ်နဲ့ပေါ့မြို့နယ်ကတန်ဃာတွေကပူးပေါင်းပါဝင်လာတာလည်းဖြစ်ပါတယ်ဂျပန်စစ်ကောင်စီကိုပတ်တနိဂုဇနာကန်ဆောင်တဲ့ပိတ်ပြုတ်လို့ရမှာစစ်ကောင်စီကိုတန်ဃာတို့ကအဆက်အဆံမပြုတ်လို့ဖို့အတွက်တကြီးတကျွတ်တဲ့ဆုံးဖြတ်ချက်ချတာဖြစ်ပြီးဇွန်လ၁၉ရက်နေ့မှာနိုင်ငံတော်တန်ဃာမဟာနာယကအဖွဲ့ဝင်ဝင်းနေမိတိုင်အောင်ဆရာတော်ကိုစစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်လိုက်ပြီးရနောက် တန်ဃာတော်တွေကစစ်ကောင်စီကိုပတ္တနိဂုဇနကန်ဆောင်တဲ့ဘိတ်ကိုမှောက်လာကြတာလည်းဖြစ်ပါရဲ့ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုတ်ကတော့ကချင်ပြည်နယ်မြကြီးနားမြို့နယ်မှာ AR မြစ်ရေဟာစိုးရိမ်ရိမ်တ်တဲ့6ပေခွဲကျော်အထိရောက်ရှိနေပြီးမြစ်ရေမှာ10ပေကျော်အထိစံကျင်တင်ရေကြီးနိုင်တယ်လို့ကချင်ပြည်နယ်မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနအရာရှိဦးနိုင်လင်းထွေးကလူမှုကွန်ရက်ကနေတစ်ဆင့်ထုတ်ပြန်သတိပေးလိုက်ပါတယ် ဇူလိုင်လ၁ရက်နေ့ည9:30မိနစ်မှာ AR မြေကြီးတိုင်းထားချက်တွေရ AR မြေကြီးမြေကြီးနာမျိုးစွေရေမြန်1200စင်တီမီတာတက်1404စင်တီမီတာကိုရောက်ရှိနေကမြေကြီးနာမျိုးရဲ့စွေရေမှတ်တဲ့204စင်တီမီတာ6ပေခွဲခန့်ကျော်လွန်ရောက်ရှိနေတာလည်းဖြစ်ပါတယ်မြေကြီးတက်နှုန်းဟာတနိုင်ကို2စင်တီမီတာသို့မဟုတ်တလက်မရေတက်နေတယ်လို့လည်းသိရှိရပါတယ်မြေကြီးနာမျိုးမှာ2004ခုနှစ်က AR မြေကြီးဟာ စိုးရင်ရေမထက်ကိုကျလွန်ပြီး1408စင်တီမီတာထိမြေရင်ဟာမြင့်တက်ခဲ့လို့လည်းသိရှိရပါဗါးအခုနှစ်2024ခုနှစ်မှာအဲ့ဒီစံချိန်ကိုထပ်မံချိုးပြီး ARD မြေကြီးဟာမြေကြီးနားမှာစိုးရိမ်ရိမ်မတ်တဲ့1450စင်တီမီတာထိရောက်ရှိနိုင်တယ်လို့လည်းခန့်မှန်းထားပါဗျ။ခန့်မှန်းမှုတွေအရ ARD မြေကြီးဟာမြေကြီးနားမြို့မှာစိုးရိမ်ရိမ်မတ်တဲ့250စင်တီမီတာသို့မဟုတ်10ပေကျော်ထိမြင့်တက်နိုင်တယ်လို့လည်းတတိပေးခန့်မှန်းထားပါရှင်။ ဟုတ်ကဲ့ပါရှင်။နောက်တော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။